င်အားစုတွေစီစဉ်တဲ့ထောက်ပို့ထီ18ကြိမ်မြောက်ထီဖွင့်ပွဲမှာစုကြီး3စုထဲကတတိယစု7300စုကိုဒဝဲခရိုင်ပြည်သူ့ကောက်ွယ်ရေးတပ်မတော်အမှတ်1တပ်ရင်းရဲ့ထီကိုစလဲအဖွဲ့မှာကန်ဆမ်းမဲထိုးထားတဲ့သူတို့ကန်ထူးခဲ့ပါတယ်။ကန်ထူးသူဟာထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားတအုပ်ဖြစ်တယ်လို့ဒဝဲခရိုင်အမှတ်1တပ်ရင်းရဲ့ဘန်နံဝေလျှောက်ဖွေရေးလူမှုကွန်ရက်ဆောင်မြင်းနာဖြစ်တဲ့ဝိုင်းတွန်းစုအဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကပြောပါတယ်။ ဝိုင်းတွန်းစုအဖွဲ့မှာထီထိုးထားတဲ့ထီလက်မှတ်တွေထဲမှာတတိယစုအပြင်စုငယ်40နီးပါးလဲကန်ထူးခဲ့တယ်လို့အဲ့ဒီအဖွဲ့ကကြေညာထားပါဗျ။ဆယ်ကျင်းများထောက်ပို့ထီဖွင့်ပွဲမှာလဲပထမစုကိုတဝဲခရိုင်တရင်တက်ကရဲဘော်တို့အတွက်အမဖြစ်သူထိုးထားတဲ့ထီလက်မှတ်နဲ့ပထမစုကန်ထူးဖို့တဲ့အတွက်တရင်အနေနဲ့စုကြီးကန်ထူးနေတာနှစ်ကြိမ်ရှိပြီလို့ဝိုင်းတွန်းစုအဖွဲ့စီကသိရပါဗျ။ ၁၈ကြိမ်မြောက်ထောက်ဖို့တီးပွင့်ပွဲမှာထီကိုဇလက်အဖွဲ၃၀၀ကျော်ကရောင်းချထားတဲ့ထီလက်မှတ်အဆောင်ရေ၁၀သိန်းကျော်ထဲကစုကြီး၃စုအပါအဝင်ပေါင်မဲ၃၅၁၀စုချီးမြှင့်ခဲ့တယ်လို့ထောက်ဖို့တီအဖွဲကထုတ်ပြန်ထားပါဗျ။တဆောင်ကိုမြန်မာငွေကျပ်2000လုံးနဲ့ရောင်းချနေတဲ့ထောက်ပို့ထီကိုထီကိုဇလဲတွေကနေတဆင့်ဒေါ်လာရင်းအင်အားစုတွေစိုးမိုးနယ်မြေတွေမှာရောင်းချနေတယ်လို့ထောက်ပို့အဖွဲ့တွေကနေတဆင့်ပြည်ပနိုင်ငံတွေနဲ့အွန်လိုင်းတို့ကနေရောင်းချနေတာဖြစ်ပါတယ်။ ထောက်ပို့ထီကိုလဆင်နှစ်ရက်နေ့တိုင်းဓာတ်ရိုက်ထုတ်လွှင့်ပြီးထိပွင့်လေရှိပါရရှင်